တိမြအောင်လုံးမဲမင်္ဂလာပါရှင်ဟုတ်ပုံမြန်မာ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရိသတ်တွေအတွက်ကျမရင်းနဲ့ဘောတူတာရဝေရာဂျာရီကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်ဒီကနေ့မှာတော့တွေ့အားနေယောဂအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်တွေ့အားနေယောဂကကပလူရင်ရဲ့သုံးပုံသုံးပုံခံကိုတက်ရောက်စေတဲ့ကျမရင်းပြဿနာတစ်ခုဖြစ်ပါတယ်လူရည်ကြားရေးမှာအထင်များတဲ့တွေ့ယောဂများထဲမှာတစ်ခုလည်းဖြစ်ပါတယ် တွေးအားနေခြင်းတွေတချို့တော့ကျမရဲ့ပြဿနာများကြောင့်ဖြစ်ပေါ်လာနိုင်တယ်လို့ဒေချာယောဂတခုဖြစ်လဲဖြစ်နိုင်ပါတယ်။ဒီဗီဒီယိုမှာတွေးအားနေယောဂတဲ့ဘာကြောင့်ဖြစ်တဲ့မိတိပြဿနာများဖြစ်နိုင်နေတဲ့ကာကွယ်ရန်နည်းလမ်းများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်အပြုလေးကိုအဆုံးထိလိုက်ပါလို့ကြေရှုပေးကြပါဦးနော်။တွေးအားနေယောဂဆိုတာဘာလဲ။တွေးအားနေယောဂကခန္ဓာကိုယ်ရဲ့ရှည်အသွေးနှုတ်ဆဲများတွေဟီမိုဂလိုဘင်တက်နေခြင်းကြောင့်ဖြစ်ပါတယ်။ တွင်းနီဥစေများသည့်ခနာကိုတွင်တ िश ူများတို့အောက်ဆီဂျင်တေပို့ခြင်းကိုတာဝန်ယူရဲတွင်းနီဥစေအရေအတွက်ရော့နေသွားသောအခါခနာကိုတွင် အောက်ဆီဂျင်ပမာဏကျဆင်းနိုင်နေထို့ကြောင့်တ िश ူများနှင့်အရေးကြီးသောအင်္ဂါစိတ်ပိုင်းများတင်းတင်းသောအောက်ဆီဂျင်မရနိုင်သောခြင်းကတွေးအားနေယောဂအကြောင်းဖြစ်ပေါ်လာတဲ့အထူးကပြဿနာဖြစ်ပါတွေးအားနေယောဂကို တွေးစံတမ်းမှမှတစဉ်တွင်းနေဥစေထဲရှိ ဟီမိုဂလိုဘင်ပမာဏကိုတိုင်းတာ၍တည်ရှိနိုင်တယ်။တွေးအားနေယောဂသည်အမျိုးသမီးများကင်ဆာယောဂရှိသူများနဲ့နာတာရှည်ယောဂခံစားနေရသူများတွင်ဖြစ်နိုင်ခြင်းမြင်ပါတယ်။တွေးအားနေယောဂခံစားတဲ့အခါမှာဘယ်လိုလက္ခဏာတွေခံစားနိုင်လဲ။တွေးအားနေယောဂခံစားတဲ့အခါမှာများသောအားဖြင့်ပြန်ပန်းနှဲ့နေတာကိုခံစားနိုင်ပါတယ်။ဒီလက္ခဏာအပြင်အသားအရောင်ဖျော်တော့တာနှလုံးခုန်လုံးမမှန်တာအသက်ရှူတာပြက်တောင်းပြက်တောင်းဖြစ်တာ ရန်ပတ်အောက်တာခေါင်းခိုက်တာခေါင်းထဲမှာပေါပေါချင်းနဲ့မူနီယာဝမ်းချုံတာလက်သေးချီသေးတွေကျွတ်ဆက်တာမျိုးခံစားနိုင်ပါတယ်တမဲအတွေ့အာနေယောဂါကအရင်မပြင်းထန်တဲ့အခါမှာလက္ခဏာမပြတာလက္ခဏာခက်ပြော့ပြော့လေးတွေပဲပြတာမျိုးခံစားနိုင်ပါတယ်တွေ့အာနေတာကလက္ခဏာတခုဖြစ်တာကြောင့်ပြတဲ့အကြောင်းရင်းပုံမှုတည်ပြီးလက္ခဏာလေးတွေအနေငယ်กว่าခြားနိုင်ပါတယ်ရိုသွင်းခြင်စီပြည့်စည်တာအကြောင်းဖြစ်တဲ့တွေ့အာနေခြင်း ြေသွေးအားနဲ့ယောဂခံစားရတဲ့အခါမှာဖြားတာမကြခနောက်ပိုးဝင်ကိုစက်တိုင်းအရေပြားမှာတွေးကြည့်ဥရာမျိုးခံစားနိုင်ပါတယ်။ folic acid ချွတ်တဲ့မှုကြောင့်တွေးအားနဲ့ချင်းဒီတွေးအားနဲ့ယောဂခံစားရတဲ့အခါမှာခြေကွန်လက်ပန်းကြတာဝမ်းသွားတာရှာပြောင်းချောနေရမျိုးခံစားနိုင်ပါတယ်။တွေးနေဦးပောက်ကွယ်တဲ့တွေးအားနဲ့ချင်းဒီတွေးအားနဲ့ယောဂခံစားရတဲ့အခါအသာဝါတာစီးမမဲရိသွားတာပိုက်အောက်တာမျိုးခံစားနိုင်ပါတယ်။ ။မွေးရပါအတွင်းနေကိုပုံပြတဲ့အတွေ့အာနေချင်းဒီအတွေ့အာနေယောဂခံစားရခါခြေလက်တွေနာကျင်ရောင်ရင်တိုင်းပင်ပန်းနှမ်းနေတာအသားဝါတွေခံစားနိုင်ပါတယ်။တန်တက်အာနေချင်းကြားဖြစ်တဲ့အတွေ့အာနေချင်းခြေကွန်လက်ပန်းကြတာခေါင်းမူတာအာယုံဆွဆရခက်တာတွေခံစားနိုင်ပါတယ်။ဗီတာမင်ချိုးသိမ်းမှုကြောင့်ဖြစ်တဲ့အတွေ့အာနေချင်းပင်မနနွေတာအမြဲလိုလိုအချင်းနေတာအစာစားခြင်းစိတ်မရှိရတွေခံစားနိုင်ပါတယ် တွေ့ရတဲ့ယောဂကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတခုမကပါဘူး။နံပါတ်၁တွေ့ဆုံရှုံတာတွေ့ဆုံရှုံမှုကြောင့်လည်းတွေ့အားနေယောဂဖြစ်စေနိုင်ပါတယ်။တွေ့ရမှာတန်တဲ့ချွတ်တဲ့တာကလည်းတွေ့အားနေယောဂကိုဖြစ်စေတဲ့အကြောင်းရင်းပါ။တွေ့ဆုံမှုက ပြန်ထန်ရင်မြန်ဆန်ရင်ခဏလေးနဲ့တွေ့အားနေသွားနိုင်ပါတယ်။မြန်ဆန်တဲ့တွေ့ဆုံရှုံမှုဆိုတာခွဲစိတ်ကိုတောင်းမှုခံယူတာကလေးမွေးဖွာတာထိခိုက်တရာတစ်ခုခုဖြစ်နိုင်ပါတယ်။ နာတာရှေသွေးဆိုးရှုံးတာကသွေးအားနည်းယောဂကိုကျေစေတဲ့အဓိကအကြောင်းရင်းတစ်ချက်ပါ အစာအိမ်အနာရှိတာကန်ဆာအကျိတ်တွေကသွေးအားနည်းယောဂကိုဖြစ်စေနိုင်ပါတယ်အခြားသွေးဆိုးရှုံးစေနိုင်တဲ့အကြောင်းရင်းတွေကတော့အစာခြေစနစ်ဆိုင်ရာကျန်းမာရေးပြဿနာတွေအနာရှိတာလက်ကောင်ကန်ဆာအစာအိမ်အနာစိရိတောက်သုံးနေရတာဥပမာအယောင်ကျစေတွေ aspirin ibuprofen ရာသီသွေးအစင်းများခြင်းစာရင်း တွေးကန်စာလိုမျိုးယောဂခန်းစားနေရတာကိုရင်းမှာ တွေးနေဦးစေးတွေကိုပြည့်စည်စေတာတောင်မှမဟုတ်တွေးနေဦးစေးအရေးအတွက်ကိုပြည့်စည်စေတဲ့ယောဂမျိုးခန်းစားနေရမယ်ဆိုရင်လေတွေးအားနဲ့ယောဂကိုခန်းစားနိုင်ပါတယ်တွေးနေဦးစေးတွေဟာတွေးကြောရင်းမှာရပ်ပေါင်း120အထိရှင်သန်နိုင်ကြပါတယ်ဒါပေမဲ့ခနာကွာသူရဲ့တက်တမ်းမပြေခင်မှာတွေးနေဦးစေးတွေကိုပြည့်စည်ပြနိုင်တယ်လို့ဖေရှားပြနိုင်ပါတယ်ဒီလိုဖြည့်စည်မှုက ကိုခန့်အားက မာယွန်းတိုက်ခိုက်တာကြောင့်လည်းဖြစ်နိုင်တယ်လို့ပြန်ပကအရာတစ်ခုခုကပြည့်စည်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ယောဂပိုးဝင်ကိုဇတ်တံပနိဇီဝါစေတမျိုးမျိုးတွေးတူယောဂနှလုံးအဆုတ်ရှင်မကောင်းတာကြောက်ကနဲ့အသေးကအစိတ်တောက်တွေကိုထုတ်လွတ်တာကိုခါအစနစ်ကမာယွန်းတိုက်ခိုက်တာငွေကြိုက်တာအစိတ်ရှိတဲ့အကောင်ကြိုက်တာတွေကြောင့်တွေးနေဖို့ပြည့်စည်ပြီးတွေးအားနေယောဂခံစားနိုင်ပါတယ်။ ဒီချက်တွေအပြင်လာမစေပဲမွေးဖွားတိုင်းအသက်6လကနေနှစ်နှစ်အတွင်းဖြစ်နေရာရာသီတွေစဉ်တိုင်းကိုယ်ဝန်ဆောင်နေရတာကလေးမွေးဖွားတာဗီတာမင်တတူထက်နဲ့တန်တက်စားသုံးမှုနေတာအစာအိမ်နဲ့ရံရောင်ရံမှုတတ်သားစေဖို့ဆေးရည်တောက်သုံးနေရတာမျိုးရိုးရှိတာအာဟာရစုပ်ယူနိုင်စံနေတဲ့ဇမယီစေတနာရှိတာခွဲစိတ်မှုကြောင့်တွေ့ဆုံရှုံတာနာတာရှည်ယောဂတခုခုခံစားနေရရကြောင့်လေတွေ့အားနေယောဂခံစားနိုင်ပါတယ် တွေ့အားနေယောဂဘလူကုတာမလဲတွေ့အားနေယောဂကခံစားနေရတဲ့အခြေအနေပေါ်မူတည်ပြီး ကုတာပုံတွေကွာချနိုင်ပါတယ်တွေ့အားနေယောဂကတန်တက်ဗီတာမင်ပြည့်ထွေနေပေါ်လိတ်တို့ချိုးသေးတာကြောင့်ဖြစ်မယ်ဆိုရင်အာဟာရပြည့်ဝအောင်စားသုံးစေတာဖြည့်စက်အာဟာရတွေမြည်ဝဲစေတာတွေလောက်ဆောင်မှဖြစ်ပါတယ်လိုအပ်မယ်ဆိုရင်အစာချေစနစ်ကဗီတာမင် B12 ကိုကောင်းကောင်းစုပ်ယူနိုင်စေဖို့အတွက်အစီအထိုးပေးမှာပါ။ ယောဂအခန်းအကြောင်းဆိုရင်တော့ယောဂလိုက်ကုသမှုခံယူဖို့လိုမှာဖြစ်ပါတယ်။တွေ့အားနဲ့ယောဂကိုကောက်ွယ်ဖို့အတွက်အာဟာရကိုပြေဝအောင် စားဖို့လိုပါမယ်။အာဟာရတွေတဲကနေလွယ်အပ်တဲ့ဗီတာမင်၊သတ္တုဇဏ်နဲ့တန်တက်တွေကိုပြေဝလုံလောက်အောင်မရရှိဖို့ဆိုရင် ဖြည့်စွက်အာဟာရတွေမျှဝေလို့ရပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့တွေ့အားနဲ့ယောဂအကြောင်းကိုမျှဝေတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါရဲ့ရှင်။ တွေ့ရတဲ့ယောဂဆိုရင်ဘလိုယောဂတွေလဲဘလိုယောဂလက္ခဏာတွေကိုခံစားနိုင်မလဲဆိုတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားခဲ့ရပဲဖြစ်ပါတယ်ရှင်အခုနားဆင်နေတဲ့ပရိသတ်တွေအထက်မှာဒီယောဂလက္ခဏာတွေကိုခံစားနေရပြီဆိုရင်တော့နေထိုင်စားသောက်မှုပုံစံကိုပြောင်းလဲသင့်ပါတယ်ဒီလိုပြောင်းလဲလို့မှဒီယောဂလက္ခဏာကမပြောက်ခင်ဝင်ဆိုရင်တော့စိတ်ကွတာမှုခံရတဲ့မာရီလိုအကြံပြုရင်းနဲ့ဒီကနေ့ရဲ့ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အဆုံးထိအပြည့်နာဆင်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျမပြောရှင်းတဲ့နေ့ရက်တိုင်းကိုအစံထရဝပိုင်ဆိုင်နေကြပါစေရှင်